မင်္ဂလာပါရှင်ချစ်ချစ် kitchen channel ရနေကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကလဘဲနဲ့ဘရားကျော်အလွယ်ကျော်နီးလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ပါဝင်ပစ္စည်းတွေဖြစ်တဲ့ဂျင်းကြက်သွန်ဖြူကြက်သွန်နီးမြေုပ်သီးစိမ်ပြင်းတော်သင်ရွက်တို့ကို နုံနုံဆင်ပြီးတော့အစင်းနဲ့လေးပြင်ဆင်ထားလိုက်ပါတယ်ကလဘဲကိုတော့ညကလေးကရေးစိမ်ထားပါတယ်ခမန်းကြီးနိုင်အဖြစ်ဆိုရင်တော့10နိုင်ဝန်းကျင်လောက်တော့ကြာပါတယ်ရှင် ရင်ဆိုင်ထားတဲ့ကလပဲတွေကိုကျမကတော့ဘလန်နာနဲ့ကြိတ်ပါမယ်ရှင်ဒီနေရာမှာဘလန်နာမသုံးမဲနဲ့မြေဥစုံနဲ့ထောင်းမယ်ဆိုရင်လည်းအဆင်ပြေပါတယ်ကလေးပဲကြိတ်တာရပြီဆိုရင်တော့နုံနုံစင်ထားတဲ့စွတ်ွန်အနီးစွတ်ွန်အဖြူချင်းမြုပ်ပြီးစိမ်ပြင်းတော့တဲ့ရွက်တို့ကိုထည့်ပါမယ်။စာချုံမဆလာတို့ကိုလည်းအတင်းတင်းထည့်လိုက်ပါရရှင်။ တရားကြော်လုံးတဲ့အခါမှာထွေထွေလေးဖြစ်နေဖို့အတွက်ပဲအကြမုံနှစုံလောက်ကိုလည်းရေလေးနဲ့ပြစ်ပြစ်ကလေးဖြိုးပြီးတော့ထည့်လိုက်ပါတယ်အလုံးစုံသွားပြီဆိုရင်တော့တမအောင်နေပြီလို့ရှိရင်တော့ကြော်ပါရမရှင် ခြေရအတွက်ကတော့မကြီးသေးကိုရေနွေးလေးနဲ့စိမ့်လိုက်ပါရယ်မကြီးရတဲ့ကိုဂျင်းကျက်သွန်ဖြူငရုတ်သီးစိမ့်ထောင်းထားတာလေးထည့်ပါမယ်အရသာအတွင်းစားနဲ့အချုံမုံကိုလည်းအတင်းအတင်းထည့်လိုက်ပါရယ်ရှင်ငရုတ်စီနေငယ်နဲ့နနမင်းလေးထည့်လိုက်ပါရယ်ဒီနေရာမှာငရုတ်စီမထည့်ခြင်းလည်းရပါရယ်ရှင် ဖရာကျော်မွမွေးလေးနဲ့အချီလေးရပါပြီရှင်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်